အသာပတိနေမွေသူအလုံးမင်္ဂလာပါ2025ခုနှစ်ဒီဇင်ဘာ10ရက်နေ့ကနေ9ရက်နေ့တော်တွင်မှာဥတီကျပြောင်းပြီးလှုပ်တာဂျိုးပင်းမယ်လူမျိုးခွဲဂျိုးပင်းမယ်ငွေချေးကတ်ကောင်းမယ်ခီးသွာခြင်းကိစ္စအစဉ်ပြေမယ်ရပိုင်ခွင့်နေလဲဝယ်ပြန်ရမယ်ခြံကားခန်းကိစ္စတွေနဲ့ပတ်သက်တာပြောဆိုစဉ်ပြေမယ် အတိုက်ခံတဲ့ရှင်ပြီးမှအောင်မြင်မယ်။၂ရက်နေ့ဝေးကြီးကံကောင်းကြီးလက်ဖွင့်ခြင်းနေရှိတယ်။၃ရက်နေ့မှာရန်တိုက်ခံနေတဲ့ရှင်ပြီးတော့အောင်မယ်။၄ရက်နေ့ကတော့အလုံးစုံကောင်းခြင်းကံနဲ့လူရပြည့်စုံခြင်းကိုကြုံမယ်။၅ရက်နေ့မှာဥတီကျဲပြောင်းပြီးလှုပ်တာဆင်ပြေမယ်မတော်ဆနဲ့ကျူဆက်ရမယ်။ရန်တိုက်ခံနေတယ်လဲရှင်ပြီးတော့အောင်မယ်။၆ရက်နေ့ကအထူးပြုပြီးတည်ထားမယ်နေဖြစ်တယ်။အဲဒီနေ့ကငကဘောရက်ဖြစ်တဲ့အတွက်အမြင့်မှကြခြင်း လဲတတ်ခြင်းနောက်ထိခိုက်မှန်ရဲ့ကြီးမားစွာဖြစ်တတ်ခြင်းတွေရှိတတ်တယ်အဓိကအနောက်ရကုန်တည်သွားစဉ်တွေရှိတတ်တယ်နေခင်တဏ္ဍခွဲနဲ့ညနေ၃နိုင်တွင်သတိထားမယ်ခொနည်းနည်းမဟာယကျန်းရှင်ရနည်းရှင်ရနည်းကင်းဆိုင်ရမယ်ခန့်ရံပฏิဘက်ကမဖြစ်အောင်နေရမယ်မြောက်ရကုန်သွားစဉ်တွေရှိတတ်တယ်မနေ့စံနိုင်ခွဲနဲ့စံနိုင်တွင်အသွားလန်နေထိုင်ထူးပြပြီးကျူးဆန်းကြာသပတေးနေ့ဗုဒ္ဓနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ် တနေ့ကနေတနေ့လာမွေးသူတွေဒုက္ခပေးတတ်တယ်။နှစ်ခုကိုကနံချိုးပေးတယ်။အစိမ်းရောင်ဖြူရောင်မိခုံရောင်တို့ကိုဝိဆင်သုံးဆွဲပြီးလိုရာပြည့်စုံနိုင်တယ်။လာပြည့်နေ့ဗုဒ္ဓလာပြည့်နေ့ပြန်ပြောမယ်။လာပြည့်နေ့ဇာသာပတိနေ့နဲ့လာပြည့်နေ့နဲ့တိုက်ဆိုင်တယ်။၄ရက်နေ့ဒီဇင်ဘာဇာသာပတိနေ့မှာ လင်မန်းထဲမှာလက်ဖက်၄ဘုံပုံထည့်ပြီးတော့ဖျားကတ်လူပြီးအလို့ရှိရဆူတောင်းပြေးပါဆူတောင်းပြေးပါမယ်